မင်္ဂလာပါရှင့်ဒီနေ့တော့ဖြိုးကမြမယူရမုံလေးတစ်ခုဖြစ်တဲ့အာလူစနိုမကင်းလေးလှုပ်ရှားဖြစ်လို့အလွယ်လှုပ်ရှားနည်းလေးပြန်လည်ညွှန်ပေးထားပါတယ်ရှင်အာလူစနိုမကင်းလှုပ်ရှားဖို့အတွက်ပအဝင်ပစ္စည်းလေးတွေကတော့အာလူရွှေကြည်မုံဘိန်းစီတကြားစီထောပက်ဝါနုံနဲ့အုံနုံလိုလိုအပ်ပါတယ်နော် အာလူးစနုံးမကင်းလေးလောက်တာမှာဆိုတော့အာလူးကတော့အထူးသလိုပါရဲ့ရှင်။အာလူးအကြီးနှလုံးကိုရေသေးပြီးတော့ပြုတ်ဖို့အတွက်ဒီစိတ်ထားလိုက်ပါရဲ့နော်။ပြုတ်ဖို့အတွက်ရင်းသွေးစုလာတာနဲ့နှီးထားတဲ့အာလူးတွေကိုလူးဤနေအောင်ထည့်ပြုတ်လိုက်ပါရဲ့ရှင်။ အာလူပြုတ်ထားတဲ့အချိန်မှာစနိုးမကင်းလုပ်ဖို့အတွက်ချွေကြီးအမုံကိုမှုင်းနေအောင်လှော်ပေးထားပါရယ်နော်ချွေကြီးမုတ်ကို3မိနစ်လောက်မှုင်းနေအောင်လှော်ပေးပြီးရင်တော့ရှားပါပြီရှင်တော်ထားတဲ့ချွေကြီးမုတ်နဲ့ကိုအာလူပြုတ်ပြီးအခုံးနှွာထားတာလေးတွေကိုထည့်လိုက်ပါရယ်ရှင် အလူထည့်ပေးပြီးသွားရင်တော့အုံးတို့ကိုစံချိန်ခွက်တစ်ခွက်စာနဲ့နွားတို့စံချိန်ခွက်တစ်ခွက်စာကိုထည့်လိုက်ပါရနော်နွားတို့နဲ့အုံးတို့ထည့်ပေးပြီးသွားရင်တော့ထောဘက်ထည့်ပါရရှင်ချိုအရသာအတွက်ကတော့တကြားလေးစုံကိုထည့်ပေးထားပါရနော်ချိုကြိုက်တဲ့သူဆိုရင်တော့ဒီထက်ပိုပြီးရောထည့်ပေးနိုင်ပါရရှင် တခြားထည့်ပေးပြီးသွားရင်တော့စီကိုနှစ်စွန်းစာထည့်ပေးထားပါရဲ့ရှင်။ပါဝင်ပစ္စည်းတွေအားလုံးထည့်ပေးပြီးတာနဲ့အရသာဝင်အောင်ရောချိတ်ပေးလိုက်ပါရနော်။အားလုံးတွေလည်းကြေးသွားပြီးအရသာတွေလည်းပြောင်းဝင်သွားပြီဆိုရင်တော့မီးပြင်းပြင်းလေးဖွင့်ပြီးတော့ပြည့်နေအောင်ထုံးဝေပေးပါရဲ့ရှင်။မီးဖွင့်တဲ့အချိန်ကစပြီးတော့မကတ်အောင် ဖြည်းဖြည်းချင်းထုံးဝေပေးထားပါရဲ့နော်။ မှွေနေရင်လည်း9မိနစ်လောက်ကြာရင်တော့အခုလိုလေးရေခန့်ပြီးတော့ပြစ်ခဲလာပါတယ်ရှင်။ဒါဆိုရင်တော့အိုးချပြီးဖုတ်ဖို့အတွက်ပြင်ဆင်လိုက်ပါမယ်နော်။ခဲဘက်အပူခံခွက်ထဲကိုစလုံးမကင်းမုန့်နစ်တွေကိုဖိဖိပြီးတော့ထည့်ပေးပါတယ်ရှင်။ ဘုံနှစ်တွေကိုမျက်နှာပြင်ကြီးအောင်ဖြည့်ထည့်ပြရနဲ့စနိုးမကင်းဆိုရင်မပါမဖြစ်ဘိန်းစိလေးတွေကိုအပေါ်ကနေဖြူပေးပါရနော်ဘိန်းစိဖြူပြီးသွားရင်တော့ fryer နဲ့အပူချိန်190ကို10မိနစ်လောက်ဖုတ်ပေးလိုက်ပါရရှင့် ဆံမီးနဲ့ပြည့်ရင်တော့အရန်မွေးတဲ့အာလူးစနိုးမကင်းလေးရသွားပါပြီနော်စနိုးမကင်းကိုအေးခံပြီးရတယ်ဖျားကပ်ဖို့နဲ့စားဖို့အတွက်ပြင်ဆင်လိုက်ပါရှင့်ဒါဆိုရင်တော့မြမအလွမ်းပြေထောပန်အနံလေးအရန်မွေးနေတဲ့အာလူးစနိုးမကင်းလေးတွေရသွားပါပြီနော်။ဖြီးပားရောင်ရွှေမြမရဲ့အနေနဲ့မြမယူရစနိုးမကင်းလုံစားခြင်းရင်တော့အဖြိုးရဲ့ဗီဒီယိုလေးကအဆင်ပြေပြီးတော့စားကောင်းမယ်လို့ယုံကြည်ပါတယ်ရှင့်။ တို့ရဲ့ဒီနေ့စနိုမကင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်နော်